အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့သတင်းဌာနကနေအော်တိုဘာလ22ရက်နေ့မနက်ခင်းသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရီတာရှိမျိုးနယ်ရွာတိကျေးရွာရှိစစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုင်မှုဒုဗိုလ်မှူးကြီးညီညီနိုင်အပါအဝင်စစ်သား15ဦးသေဆုံးပြီးစစ်တုံးပန်း2ဦးနဲ့အတူလက်နက်ခဲယမ်းများတင်စီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ပဲခူးတိုင်းရီတာရှိမြို့နယ်စစ်တောင်းမြစ်အရှိတ်ဘက်ကန်ရွာတိကြီးွာ၌အထိုင်ချတက်ဆွဲထားသောစစ်သားများကိုဝေရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာဒုဗိုလ်မှူးကြီးညီနိုင်အပါအဝင်စစ်သား15ဦးသေဆုံးပြီးစစ်တုံးပန်း2ဦးနှင့်အတူလက်နက်ခဲယမ်းများတင်စီရရှိခဲ့ကြောင်းအမှန်နှင့်စစ်စင်ရေးနယ်မြေတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်ရမနစ်အော်တိုဘာလ20ရက်နေ့ကရီတာရှိမြို့နယ်စစ်တောင်းမြစ်အရှိတ်ဘက်ကန်ရှိရွာတိကြီးွာ၌အင်အား60ခန့်ဖြင့်အထိုင်ချတက်ဆွဲထားသော စစ်ကောင်စီတပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများအထိနာပြီးဆုတ်ခွာထွက်ပြေးသွားကြောင်းထို့သောစစ်သားများဆုတ်ခွာထွက်ပြေးသွားမှုကြောင့်ရွာတိချေးရွာအထိုင်စခန်းနှင့်ချေးရွာတွင်ရှိစစ်ကော်မရှင်တပ်၏ကင်းစခန်းများအလုံးကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါသည်။ရှင်းတိုက်ပွဲအတွင်အကြံဖက်စစ်ကောင်စီတပ်မှတရင်မှုဒုဗိုလ်မှူးကြီးညီနိုင်နိုင်အပါအဝင်စစ်သား15ဦးသေဆုံးခဲ့ပြီးစစ်တုံးပန်း2ဦးဖမ်းဆီးရရှိခဲ့ကြောင်း တည်ဆုံသွားသောတည်ရင်မှုဒုတိယဗိုလ်မှူးကြီးညီညီနိုင်သည်လေကြောင်းရန်ကောက်ွက်ရေးတပ်လကတ2029မှဖြစ်ပြီးလက်ရဖမ်းဆီးချိန်တွင်ပစ္စတိုထုတ်၍ခုခံမှုပြုလုပ်သောကြောင့်အသေးပြစ်သက်လိုက်ရခြင်းဖြစ်ကြောင်းအတည်ပြုထားပါသည်။မနေ့ကရွာသစ်ရွာတိုက်ပွဲမှာတည်ရင်အပါ15ဦးသေတယ်၊၃ဘတ်2ဦးရတယ်၊လက်နက်တွေလည်းရတယ်။တည်ဆုံသွားတဲ့စကစတည်ရင်မှုကဒုဗိုလ်မှူးကြီးဦးညီညီနိုင်ဖြစ်ပြီးတော့လေကြောင်းရန်ကောက်ွက်ရေးလကတ2029တက်ကဖြစ်ပါသည်။ အိမ်အောင်ရှိပြီးဇနီးတဲ့သားသမီးတွေကနေပြည်တော်မှာနေထိုင်တယ်လို့သိရပါတယ်ဟုအမှန်နဲ့စစ်စစ်ရေနေမြေတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ထို့ပြင်အကြံဖက်စစ်ကောင်စီတပ်သားများထံမှ drone chamber အထိုင်ဆက်ကြီးတစ်လုံး MA11 အမျိုးအစားတနတ်တလန် MA3 အမျိုးအစားတနတ်တလန် G3 အမျိုးအစားတနတ်၃လန်60မမတလန် pistol တလန်60မမ G5 လုံး G6 စေကူ G မျိုးစုံအတောက်1000ခန်းနဲ့ မီးစက်တလုံးတို့ကိုလည်းတင်စီရရှိပြီးထော်လရေးတပ်ဖွဲ့ဝင်နှစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုအမျိုးသားညီညွတ်ရေးအစိုးရကောက်ခွဲရေးဝန်ကြီးဌာနစေယုံကျုံဤလမ်းညွန်ချက်အတိုင်းနေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိတရင်များစုဖွဲ့ထားသောဖြူဟာစစ်ကြောင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးလက်နက်ကြီးပစ်ခတ်မှုများလေကြောင်းတိုက်ခိုက်မှုများကြားနိုင်ပင်ပိတ်မိနေသောခြေပါသာပြည်သူများအားတိုက်ပွဲလွှတ်ရာနေရာသို့ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်းသိရပါသည်။ လက်ရှိအချိန်တွင်စစ်ကော်မရှင်တပ်ဖွဲ့မှစစ်ကူအင်အားများဖြည့်ပြီးပြည်လဲတိုးဝင်လာသောကြောင့်တိုက်ပွဲငင်များဆက်လက်ဖြစ်ပွားနေပါသည်။ထို့ကြောင့်စစ်တောင်းမြေကန်ဝင်းကျင်ရှိကျေးရွာများမှမိဘပြည်သူများအနေဖြင့်စည်ရည်တည်းဖြင့်နေထိုင်သွားလာကြပါရန်အတည်ပြုထားပါသည်။ဖြူဟာစစ်ကြောင်းအနေဖြင့်အမတ်နှစ်စစ်စင်ရေးနေမည်စစ်တောင်းမြေအရှိတ်ကံရှိတာရှိနေအခြားဒေသများ၌နေပြည်တော်တိုင်းစစ်ဌာနအနေဖြင့်စစ်စင်ရေးများအကောင့်ထဲပေါ်စောင့်ရလျက်ရှိကြောင်းထုတ်ပြန်ထားပါသည် ဆက်လက်ပြီးငွေတိုးပေးစားသူတွေကစစ်တပ်နဲ့ပေါင်းပြီးအကျွေးမဆက်နိုင်သူတွေကိုချိန်ချောက်အကြက်ကိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ရန်ကုန်တိုင်းအတွင်မြို့နယ်လိုက်ရက်ွက်တွေထဲမှာစစ်သားတွေကရက်ွက်ထဲငွေတိုးပေးစားသူတွေနဲ့ပေါင်းပြီးအကျွေးပြတ်မပေးနိုင်တဲ့သူတွေကိုဖမ်းဆီးမယ်ဆိုကာချိန်ချောက်အကြက်ကိုက်နေကြပါတယ်။အာနာသိမ်းထားတဲ့စစ်တပ်ဟာတိုင်းပြည်စီးပွားရေးတိုးတက်အောင်မလုပ်ပေးနိုင်ပဲပြည်သူတွေစီးပွားရေးအဆင်မပြေနေတာကိုအခွင့်အကောင်းယူပြီးရက်ွက်တွေထဲမှာတရားမဝင်ငွေတိုးချေစားသူတွေနဲ့ပေါင်းကလှုပ်ရှားနေကြတာဖြစ်ပါတယ် အကျွေးယူထားသူတွေဟာနေ့စဉ်အတိုးပေါ်အတိုးဆက်ပြတ်မဆက်နိုင်တာတွေကြောင့်ငွေတိုးပေးစားသူတွေကစစ်တပ်ကိုပတ်ဆက်ပေးပြီးအကျွေးတောင်းခိုင်းနေတာလို့ကိုရိုင်းကြုံတွေ့သူကပြောပါတယ်။ကိုတွေကခြေတုံးကသိန်း20ပဲအခုကျတော့100ကျော်အထိတက်သွားတယ်။အတိုးပေါ်အတိုးဆက်သွားတာပုံပြန်မဆက်ရင်စစ်တပ်ခေါ်ပြီးဖမ်းခိုင်းမယ်ဆိုပြီးပြောတယ်။ရက်ွက်တွေကလူကြီးတွေလည်းပါတယ်။သူတို့ပြောပြီးမကြဘူး။နောက်ရက်ကျတော့စစ်ကားတွေလာတယ်။အဲစီရင်စစ်တယ်လို့လို့ခိုးလူမေးတယ်လို့ဒီလူမေးတယ်လို့လုပ်တယ်။ ပေါင်းပြီးလှုပ်ရှားနေကြတာလို့တောင်တကုံမှာနေထိုင်သူတအူးကသတင်းဌာနကိုပြောပါရယ်။ပြည်သူတွေစီးပွားရေးအဆင်မပြေဖြစ်နေကြတာကိုအခွင့်အကောင်းယူပြီးရက်ွက်တွေထဲမှာ20ဒိုးနှီးပြန်ဒိုးမတ်ဒိုးစတာတွေနဲ့ဝေငွေနေမိသားစုတွေကိုငွေဒိုးပေးစသူတွေကထုတ်ချီးပေးနေတာဖြစ်ပါရယ်။ရက်ွက်ထဲမှာတရားမဝင်ငွေဒိုးပေးစသူတွေကအခုလိုချိန်ချောက်တာတွေရှိလာတဲ့အတွက်နေထိုင်ဖို့တောင်မလွယ်ကူတော့ဘူးလို့ဆိုကြပါရယ်။ဒီကရက်လကလည်းနေပြီးတော့ကောင်စီနေမီကအဖွားအိုတအူးဟာအကျွေးတွေမဆက်နိုင်လို့မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ် ကျမိုက်တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်